အဲဆရာတို့လည်းသူတချင်းကြမှာကောင်းအောင်ရေးတာတော့လည်းမဟုတ်ပါဘူးဒါပေမဲ့ကောင်းရင်မှတော့လည်းအောင်မြင်မှုလေးရတယ်ပေါ့နော်အခုဒီမှာလည်းအဲစိတ်ထဲမှာနည်းနည်းကောင်းမယ်လို့ထင်တယ်ပေါ့နော်ပြည်သက်ကြိုက်နိုင်တယ်လို့စိတ်ထဲမှာအဲခံစားမိပါတယ်အဲဟိုပေါ့ဆရာတို့မှအဲတပည့်တွေတော့ကလေးတွေအများကြီးတွေ့ခဲ့ဘူးလားပေါ့ရှိတယ်နော်အရေးသွေးတွေရှိတဲ့သူတွေလည်းအများကြီးပဲကြုံကြရတယ် အဲဒါပေမဲ့လည်းအဲဒီတယောက်မှာအရေးသွေးတွေတခုထူကြတာလည်းရှိတယ်အစုတက်ကတော့အဲအရန်ကြိုးစားတယ်เนาะကြိုးစားတယ်နောက်တစ်ခုကတော့အခုထိလဲဆရာအိမ်ကိုခဏခဏရောက်တယ်သူကအမြဲတမ်းဟိုကကြော့တီးရကြော့တယ်ပေါ့နော်အဲအဲ့ဒါမျိုးပေါ့ဆိုတော့အဲသူဟိုမမှတ်မိလို့မရဘူးတည်ရမှာเนาะသူအဲအဲ့ဒါမျိုးနောက်တစ်ခါအဲ့တော့ကြိုးစားတယ်ကြိုးစားတဲ့ခါကျဆရာနဲ့တောင်ရန်ဖြစ်တယ်ပေါ့နော်အဲ့တော့ ပထမကားတော့ဒေါင်းရမြန်တော့ကလည်းအဲ့လိုပဲအဲဆရာဒီတိုင်းလေးပြီးသွားပြီဆိုတော့ missing ကိုလေသူကဟိုနာသူ့အတန်တိုးလို့ဘယ်ဟာဖြစ်လို့ညာလို့ဖြစ်တယ်ဟိုဟာတွေဖြစ်တယ်ဒီဟာတွေဖြစ်တယ်ဒီလားကြီးပြအဲကြီးများတယ်ပေါ့နော်ဒီမှာဆရာလည်းစိတ်တွေတိုးတာပေါ့နော်ဒါပေမဲ့တကယ်တော့ဆရာအဲ့လိုဟိုသူ့ရဲ့အလေးနဲ့ထားပြီးကြိုးစားတာကိုဆရာသဘောကျတယ်နော်အဲ့လိုအလေးနဲ့ထားလို့လေအဲဒီအဲကြိုးစားထုတ်မှုကပြန်ပြီးတော့ အသီးပွင့်ဖြစ်ပြီးတော့အောင်မြင်တယ်လို့ထင်တယ်ပေါ့နော်အခုဒီကားလည်းအဲ့တိုင်းပဲဆရာမသေးသူနောက်မှသူပြာရာတွေခတ်ပြီးစူးစမ်းနေတာရှိတယ်ဆရာသူကဒီတချင်းကိုသူကပီယနိုနဲ့ဆိုကျင်တယ်ထင်တယ်အဲ့ဒါကိုထက်ကိုသူလှမ်းမေးနေတယ်အမှန်ဆရာကိုမေးလိုက်လို့ရှင်သူကသူ့စိတ်ဆိုးမှသူတကယ်တော့ဆရာကိုမေးရင်ဆရာရှာပေးမှာဟုတ်ကဲ့ဆရာရှိတယ်အဲ့ဒါကိုထက်ကမေ့နေတာအဲ့ဒါဆရာပေါ့အေးအဲ့ဒါပေါ့အဲ့လိုပြောရလို့ရှင်တော့ဒါပေမဲ့လည်းအဲ့လိုစူးစမ်းမှုတွေတွေရပဲတကယ်တော့အဲအမှုပညာမှာ တကယ်အကောင်းဆုံးတွေထွက်လာတာပေါ့နော်အဲ့ဒါအဲ့လိုပဲယုံကြည်ပါတယ်နောက်တစ်ခါအဲ့လိုလူတွေကကံလဲကောင်းတတ်တယ်ပေါ့နော်အဲဆရာတို့လည်းသူတရှင်းကြမှာကောင်းအောင်ရေးတာတော့လည်းမဟုတ်ပါဘူးဒါပေမဲ့ဒေါင်းရင်မဲ့တော့လည်းအောင်မြင်မှုလေးရတယ်ပေါ့နော်အခုဒီမှာလည်းအဲစိတ်ချမ်းသာနည်းနည်းကောင်းမယ်လို့ထင်တယ်ပေါ့နော်ပြည်သက်ကြိုက်နိုင်တယ်လို့စိတ်ချမ်းသာအဲခံစားမိပါပဲဇကားအတွက်လိုတယ်ပေါ့နော်လိုတဲ့အတွက်ကြောင့်မလို့အဲတချင်းဟောင်းလေးရှာပေးပါဆိုဆရာတက်ကပြောတာဒါပေမဲ့ဆရာတချင်းဟောင်းမရှာပေးရဘူးဩသူတို့စူးစမ်းပန်းသား အကျိုးသားကြတဲ့လူတွေနှုတ်ပြီးတော့ဆရာကြီးသင်းတောင်းတဲ့အချိန်လဲညာကြီးမိုးချုံတွေရိုက်တော့မှာပေါ့နော်အဲ့ဒါကိုဒီကနေပြီးတော့ကိုထက်နဲ့ဆရာတို့ကလည်းလှမ်းပေးရတယ်သဘောတော့အအပင်မန်းခံကျိုးသားကြတဲ့လူတွေကိုတနီးနီးနဲ့တော့ဆရာတော့အေးပေါ့နော်ဟိုဝိုင်းပြီးကိုနိုင်သလောက်လေးကူညီပေးခြင်းစိတ်တကယ်လည်းရှိတယ်အဲ့ဒါကြောင့်အဲ့ကုနာပြောတဲ့အချစ်ကြောင့်လားမင်းကြောင့်လားခြင်းလေးလဲဟိုဟိုအေးပါသွားတာပေါ့နော်အမှန်ဆိုရင်တော့ဟိုဒါကတိကျအဖူသဘောမျိုးလေးတောင်ဖြစ်တယ်အဲ့ဒါသူ့ကိုဆိုရင်တော့ ဆိုသေးခြင်းလဲလို့သူကလည်းကြိုးစားကြည့်တယ်ပြောပါတယ်ဒါပေမဲ့သူကလည်းတခြားဟိုအဲကိုထက်ဆိုတာလေးအတိုင်းလေးဟိုကောင်းနေတော့အဲသူကလည်းအဲ့ဒီအတိုင်းလေးတေးဥဆောင်ထားတယ်သူကနော်ဒါဟုတ်ပါတယ်ဆရာဟုတ်အဲနောက်ပြီးတော့အဲသူတို့တွေအဲ့အချိန်ရိုက်နေတဲ့အချိန်ကလေဆရာတို့တော်တော်အဲ့အချိန်နေပြီအချိန်တွေဖြစ်နေပြီအဲ့ဒါသူတို့ရိုက်နေကြတော်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 ညီးနေပါတယ်အဲညီးနေတယ်နောက်ဆိုလည်းတောင်ကြီးကိုမနဲ့တည်းစောကြီးထတာသွားတယ်နော်သူဖြားတယ်ပါတယ်ဖြားတယ်အတန်ဒီမကောင်းနေပါတယ်တွေ့တယ်ပေါ့နော်အဲ့တော့ဘလို့ပဲပြောပြောနှုတ်ပညာဆိုတာတော့အဲ ခြားအရာတွေဆိုတာတခြားရအောင်မြင်မှုတွေဘာတွေကိုခဏထားအောင်ကိုလုံနေတဲ့အလုပ်ပေါ်မှာတကယ်တာဝန်ကြီးအောင်ကျူးကျူးဆာဆာလုပ်တဲ့စိတ်ရှိတဲ့သူကမအောင်မြင်မဲ့ဘယ်တော့မှမနေပါဘူးလို့နော်အဲအဲ့ဒါအဲ့ဒါကြောင့်ဒီကလေးတွေကိုလည်းတကယ်လည်းအောင်မြင်မှာပါအောင်မြင်ဖို့လဲဆရာတို့ဘက်ကလည်းအများကြီးဝိုင်းဝန်းကူညီပံ့ပိုးဖို့အချိန်မရှိပါတယ်လို့ပြောချင်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့။ဆရာကဆုတဲ့အတွက် လက်ဦးစင်အလုံးကလက်ဦးစင်လက်ဦးစင်ဆိုတော့ဆက်အိမ်မက်စုံရဆက်ပြိုင်ခဲ့ကအဲဆက်ဆက်တစ်ချင်းနေဆိုရန်ကြိုက်ခဲ့ဆက်ဆိုချစ်ချဘူးယူသေးလို့ပြောရမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုဆက်တို့ပြောမယ်ဆိုလို့ရှိရင်အဲအဲ့လိုနိမ့်နေတဲ့ကြားကြီးပေါ့ဆရာပုံမှာအဲ့လိုချစ်ခင်စိတ်တွေရောလေးစားစိတ်တွေနဲ့ရောတောက်လျှောက်ပဲနေလာခဲ့ရဆိုတော့ကလည်းအဆူအဆူတော့ဘောကနေလာတာပေါ့နော်ဂီတလောကကစဝင်ပြီးရောမှာပဲပြုတ်ဆောင်မဲ့ပူရမှာအဲ့တော့မမေရဆိုလို့ရှိရင်ဆရာသချင်းပြမအောင်ဆိုဆိုင်းအော့ဖ်ဒါဘုတ်ကူမှာတနည်းစပြီးတော့ ဆိုခဲ့ပေါ့နော်ဒီ Sinol Lab Food တခြင်းဆိုလို့ရှိရင်ဆရာဆရာရေးတဲ့တခြင်းတွေကခက်တယ်ပြောရရင်ဒီရတာပါတယ်ခုတော့နောက်ပိုင်းတော့ရှော့ပြီးလွယ်ရေးရေးနေပါဘူးဒါပေမဲ့ဆိုရတာဆရာတကယ်ဟိုပညာအများကြီးရပါတယ် recording တွေဆိုလို့ရှိရင်အိမ်မှာဆိုမြဲပြောပြတယ်ပေါ့နော်အာဆရာကတခြင်းတွေဆိုလို့ရှိရင် recording မှာမြဲ ဖိုကောက်တိုင်းလုပ်နေတယ်အဲ့တော့ဆရာကကျတော့လုံးဝတိတိကျကျသမားပေါ့နော်အဲအဲ့လိုအီတီမီတွေ notes လေးတွေအစားဆရာဒီလိုလေးစိုးစစ်ခြင်းလဲဆိုလို့ရှိရင်ဒီပုံတိုင်းဆက်တို့ trainer ပေါ့အဲ့တော့ harmony ဆိုလို့ရှိရင်ဆိုတော့အရင်တော့ဘယ်လုံးဝမစိုးတော့ဘူးအဲ့ဆရာ train နေရပါလားဆရာအဲ့တကယ်တကယ်ဟိုပြောရမယ်ဆိုလို့ရှိရင်ဆရာဆရာနေပြီးတော့ အစရအဲ့လိုတက်ရှိစာအုပ်လို့ဟိုပညာရဲ့လေ့လာတော့မကော်ဘူးပေါ့အဲ့တော့ထောင်းရင်မြန်မာဆိုမမိုက်ရတော့ကဒီ theme song ဒီဟိုပြည့်တဲ့ပြည့်တဲ့သွားတယ်အခုဒီအချက်ဆုံးသူထုတ်ပတ်တီဆိုလို့ရှိရင်လည်းဆရာရဲ့တရားကောင်းဆရာရဲ့တကယ်ပြည့်တဲ့ချင်းကောင်းလေးကိုအဲကိုထက်နော်ဆရာနော်ကိုထက်ကနေပြီးတော့ music အတီးလေးနဲ့ဆိုလို့ pixel ဝင်ရတာပေါ့ဆိုတော့ subscriber ကတော့ပြောမယ်ဆိုလို့ရှိရင်အနိုင်မဲ့ပါလို့ကိုဆရာလည်းဖြစ်တယ်ကိုဆရာအဖေရောဆရာလိုလည်းဟုတ်တယ်အဖေလိုလည်းသမီးလိုဖြစ်နေပါပဲနော်သမီးမူဇာသမီးအဲ့တော့ ပြုတ်ဝဲချက်တခုသူရှိသေးတယ်ဘာဖြစ်လဲဆိုတော့အဲ့တခြင်းကအာမရလို့နောက်ဘာရှင်းတခုလာအောင်မဟုတ်ဟုတ်ဟုတ်ဆရာတဘောတော့ဆရာတော့နောက်ပိုင်းတခြင်းတွေကိုဟိုရိုးရိုးတာတွေပဲကြီးကတော့ခင်မိကျင်တာပေါ့နော်ခင်မိကျင်တော့ကိုထက်ထွန်း music arrangement electronic band နဲ့သွားတယ်ဒါပေမဲ့ तू ကအဲ့ဒါနဲ့အားမရ electronic လည်း तू ကြိုက်ရဒါပေမဲ့ခုနလိုပေါ့ acoustic ဆန်ဆန်အဲဆန်နီယာနဲ့ဗားလဲဆိုတော့ तू ထပ်သွင်းထားတယ်အဲ့ဒါလည်းမကြခင် တ်လိုက်မယ်အဲဖူပန်နဲ့သူဘန်ကောက်မှာလည်းသူရိုက်ထားတာထိုက်ထားရဲ့အဲအဲ့ဒါလေးထွက်မှာပါလေဆိုတော့တချင်းအရင်ချစ်တယ်လို့ဆိုတော့လေသူကတချင်းကိုစိုးခွင့်ရတယ်ဆိုရင်ကို အရင်ခုံတွေကအဲ့လိုလေ tribute တော့ကဆိုလို့ရှိရင်မမရဆရာတချင်းနေပဲဆိုတာခုဆရာတချင်းစင်ပေါ်မှာပြန်ဆိုနေတာကိုအဲ့လိုပြန်မဝင်သလိုဖြစ်နေတာတုံးလီရင်နဲ့ဆရာတောက်ပါစောင့်ကြည့်နေပြီဆိုလို့ရှိရင်ပို့ပြီးတော့စိတ်လှုပ်ရှားတာပေါ့နော်ဆိုတော့အဲ့လိုအခုကတော့ပြောမယ်ဆိုလို့ရှိရင်တော့ဆရာတချင်းနေဇုံဝင်ရတဲ့အတွက်ဒီဆရာကိုကျေးဇူးအများကြီးတင်ပါတယ်ဆရာရဲ့တင်ပြမှုအောက်မှာဆရာတပည့်ဖြစ်ခွင့်ရတဲ့အတွက်လည်းအများကြီးဟောကြိုးစားမှုလည်းအဓိကပါခုနပြောတဲ့ဒီတကြံရှင်းတာပါစေတဲ့နာမည်စဉ်းစားအောင်မယ်စဉ်းစားအောင်မယ်ဆိုတော့အဲ့လိုပါ music arrangement တွေပါဆိုတော့သူ ေချာလေးလှုပ်တယ်လှုပ်ပြီးဆရာလည်းပြဆရာဒီနေရာလေးဒီလိုလေးပို့ပြီးတော့ဖြည့်ပါဆိုလို့ဖြည့်အဲ့လိုမျိုးပေါ့နော်အချိန်ကြာကြီးလှုပ်တဲ့ကြိုကျေစုရအဲ့ဒါကြံသင်လေးလည်းပေါက်တယ်လေအဲ့တော့ဘာပဲပြောအမှုပညာကိုချစ်ခင်စိမ့်တဲ့လေးလေးနဲ့နဲ့စူးစမ်းမယ်ဆိုရင်မအောင်မြင်ကြမရှိပါဘူးတကယ်လည်းအောင်မြင်ပါပါတကယ်လည်းအားပေးပါတယ်เนาะဒါတို့ဟုတ်ကဲ့ပါလေးတွေစူးစမ်းကြပါလို့เนาะအားပေးပါတယ်